ကျွန်တော်လို့မီဒီယာကုမ္ပဏီတွေမှာကျွန်တော်အလုပ်လုပ်ဘူးလေကျွန်တော်ကျွန်တော်အကအကသင်တန်းမှာလေယူရီနီယံမှာလေကျွန်တော်သွားကဘူးအဲကျွန်တော်မပြောဘူးကျွန်တော်ပြောတာသေယုဆောင်တဲ့အလုပ်ပေါ့ဟိုကားပွဲစားပဲလို့ရမှာကိုကျွန်တော်မပြောဘူးကျွန်တော်မပြောတာကိုပြောတာကျွန်တော်ကျွန်တော်ပြောတဲ့ဟာကိုပဲကျွန်တော်အားဆိုင်လို့နေရတာကျွန်တော်တော့ပြောချင်းဘူးကိုညိုကျွန်တော်ဘူးမလားပြောသွားသလိုပေါ့နော်သူပြောမှကျွန်တော်လည်းကိုယ့်ကိုပြန်သတိထားမိတယ်ကျွန်တော်တကယ်တခြားဘာမှမရှိဘူးတခြားစီပေါ့ကျွန်တော်ဒါပဲလုပ်နေတာကျွန်တော်အချိန်မောင်းမြောက်တာလဲကြတယ်ကောင်းတဲ့ကိုခွေခောက်ကြတာလည်းရှိရဲ့ တယောက်တွန်းတိုက်ကြလို့လဲသွားတာလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်ဒါနဲ့ပဲပြန်ထလာ။ကျွန်တော်ဒါပဲလုပ်တတ်တာ။အမှုပညာအလုပ်ကကျွန်တော်အတွက်ကတော့အဲကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းပဲ။ဒါကိုပဲကျွန်တော် UD လေးသားနဲ့လုပ်တာအနည်း20ကျော်ပါပဲ။တရုတ်ဆောင်နေရရင်တော့ပျော်နေရပဲလေအမှန်တော့နော်ကျွန်တော်ကဒါပဲလုပ်တတ်တာ။ကိုညိုကျွန်တော်ကဘုံနာပြောသွားတယ်လို့ပေါ့နော်။ဟိုသူကျွန်တော်တို့ရှိုးမှာအခြေရအဖမီရှိုးမှာပြောသွားတယ်လို့ပေါ့။သူပြောမှကျွန်တော်လည်းကိုယ့်ကိုပြန်သတိထားမိတယ်။ကျွန်တော်တကယ်တခြားဘာမှမရှိဘူး။တခြားစီးပွား။ကျွန်တော်ဒါပဲလုပ်နေရ။ တော့အချိန်မောင်းမြောက်တာလဲကြရတယ်ကောင်းတဲ့ကူခွေခောက်ကြရလဲရှိရယ်တယောက်ပရွန်တိုက်ကြလို့လဲသွားရလဲရှိရယ်ဒါပေမဲ့ကျွန်တော်ဓာတ်နဲ့ပဲပြန်ထလာကျွန်တော်ဒါပဲလုပ်တတ်တာဆိုတော့ဒီ YouTube မှုနဲ့ပဲနေနေရဖြစ်တဲ့အတွက်အဲတေးဥဆောင်ခွင့်ရတဲ့ character တိုင်းတော့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တေးဥဆောင်နေအဲ့မှာမှာဟာတာလဲပါမယ်ခုနပြောခုလိုပေါ့မင်းကဂီလာဆိုတာလဲပါရင်ပါမယ်ဆိုတော့အများကြီးရှိမှာပေါ့နော်ဆိုတော့ဒါပေမဲ့စိတ်ချကျွန်တော်တော့ကျွန်တော်ကိုရန်နဲ့သဘောကျတဲ့မင်းသားတွေသဘောကျတဲ့ဇာကားတွေကြိုက်တဲ့ကောင်ဖြစ်တော့ဒီလိုမျိုးသဘောကျကျဆက်ဆောင်လေးတွေမှာကျွန်တော်ပျော်မွေ့နေမှာအဲ့ဒါတော့တည်ကြတယ်ဟုတ်ပါဘူးသဘောကလေးရောက်တာပဲဟုတ်တယ်ဒူဆန် အဲ maybe ကျွန်တော်အတွက်ကတော့ဥမာဥငငယ်တုန်းကကျွန်တော်စားရခဲ့တဲ့တန်ချောင်းလိုပေါ့ကျွန်တော်စိန်ခေါ်မှုလေးအဲအဲ့လိုအဲ့လိုဟာတွေကျွန်တော်ကျွန်တော်ကကြိုက်တာကျွန်တော်ကြိုက်တဲ့အတွက်ကျွန်တော်အဲ့ဒါကိုစူးစမ်းကြည့်ချင်တာအခုဒီတက်တီပဲမှာဒါလေးစူးစမ်းခွင့်ရရဲဆိုတော့နောက်နောက်နောက်နောင်လဲအခုထပ်ပို့ပြီးတော့ကျွန်တော်အတွက်စိန်ခေါ်မှုပြင်းထန်တဲ့ဆက်ရုပ်တွေမှာတေးဥဆောင်ချက်မှာတွေအများကြီးတေးဥဆောင်နေမှာ ဒါပဲရှိတယ်ဆိုပြောပြပါဦးရှုပ်ဆိုတော့ဒါခပြီးတော့လုံးကြရလေတော့လေတော့ဟုတ်ဟုတ်ဘုရားဘာကြောင့်လဲတရားဦးပဲဟာဒါကျွန်တော်အတွက်ဒါကျွန်တော်ဒါဘယ်လိုခေါ်မလဲဒါ business ပါပဲဒါကျွန်တော်ရေလုပ်ငန်းပဲကျွန်တော်ကျွန်တော်အမှုပညာအလုပ်ကကျွန်တော်အတွက်ကတော့အဲကျွန်တော်ရေစီးပွားရေးလုပ်ငန်းပဲဒါဘယ်ပဲကျွန်တော် UD လေးသားနဲ့လုပ်တာအနည်း20ကျော်ပါပဲဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲလက်ပတ်သွားအောင်ပါရှေ့ဆက်လို့လေဟုတ်တခြားဟာကတော့မလုပ်တတ်ဘူးမလုပ်တတ်ဘူးလုပ်ဖို့တော့စူးစမ်းဦးတယ်ဒါကျွန်တော်မပြောဘူး ခဲ့ရတယ်ကျွန်တော်တို့လို့မီဒီယာကုမ္ပဏီတွေမှာကျွန်တော်အလုပ်လုပ်ဘူးတယ်ကျွန်တော်ကျွန်တော်အကအကတင်တန်းမှာလာယူရီနီယံမှာလည်းကျွန်တော်သွားကဘူးအဲကျွန်တော်မပြောဘူးကျွန်တော်ပြောတာတေးရုပ်ဆောင်တဲ့အလုပ်ပါတခြားဘာကြီးလုပ်ဘူးလဲဆိုတော့ကျွန်တော်ဒီအလုပ်နဲ့ကင်းကွာပြီးတော့အခြားလုပ်ရတာကျွန်တော်ပြောမပြောဘူးကျွန်တော်အဲ့လိုမျိုးဟောကားပွဲစားပဲလုပ်ရမှာကျွန်တော်မပြောဘူးကျွန်တော်မပြောတာကိုပြောတာကျွန်တော်ကျွန်တော်ပြောတဲ့ဟာကိုပဲကျွန်တော်အားဆိုင်လုပ်နေရတာကျွန်တော်တော့ပြောရှင်းဘူးဆိုတော့ဒီဟာကိုပဲကျွန်တော်ဒီဇိုင်းမဲ့မဲ့ကျွန်တော်ရွေးချယ်ခဲ့တာ တကယ်လည်းတိုင်းမဲ့မဲ့ရွေးချယ်ခဲ့တယ်ဥမာအငိမ့်နေကာခွင့်ရတဲ့အချိန်တော့ဆိုရယ်ပြေပြေရွှင်ရွှင်ပဲကျွန်တော်တို့ပြဆက်တဲ့ငိမ့်နေကာခဲ့ပေါ့ဥဒီလိုအချိန်မှလည်းကျွန်တော်ဒီထက်ပိုပြီးကောင်းအောင်ကြိုးစားသွားဖို့ပဲရှိရယ်ဥမာပြည့်စုံတယ်မပြည့်စုံဘူးဆိုတာကတော့အဝင်းချင်းအမြင်ထက်ကိုကိုရိုင်ကိုကိုရိုင်ဆုံးဖြတ်တာကတော့အမှန်ဆုံးဖြစ်မယ်ထင်ပါတယ်ကိုပြောနေတာဟုတ်နော်အဲ့တော့ကိုပြည့်စုံနေတာပဲဒီဘောပါပဲဟုတ်အဲ့ဒါလည်းစိတ်ဝင်စားအောင်ဘယ်လိုလဲအဲ့လိုပါဟာဒါလည်းကောင်းပါတယ်ဒါလည်းစင်ပြေပါတယ်ဟုတ်ပါမဟုတ်ကတော့ဩတဘိုးရေတော့ပေါ့နော်ဩဟုတ် ဩဟုတ်ဒါပေါ့မနေ့ပြန်မနေ့ပြန်နေရာမှာတေချာနေရာမှာမဟုတ်တာလောကကြီးမှာလက်ရှိတေချာနေတဲ့အချိန်မှာကို့အတွက်ဘယ်ဟာပျော်စရာလဲဆိုတော့ကိုကိုယ်တိုင်အသိဆုံးပဲဟုတ်အဲ့တော့အဲ့အတွက်ပဲရှင်သန်တာကောင်းမယ်ထင်ပါတယ်အဖေလည်းပျော်ရယ်လေအမေလည်းပျော်ရယ်တင်းတောင်တင်းနေထားနိုင်တယ်ပြည့်သက်တွေရှိရယ်ကျွန်တော်ပျော်နေရယ်ဒါဒါကျွန်တော်အတွက်ဒါကျွန်တော်အတွက် business ပဲကျွန်တော်ကျွန်တော်နေ့တိုင်းရှင်သန်ရတာခြေနဲ့တယ်အဲ့သဘောပါပဲနော်ဒီဘက်မှာကျွန်တော်အင်းနေတယ်ဆိုတော့မဲတာရေးရှိရယ်ဟုတ်ကဲ့ဆင်ပြေပါတယ် င့်ပြပါတယ်အဲအင်ကန်းများများနေနေတဲ့ဥမာထားပါတော့အဥပဥပမာပြောအကုံစုံဆိုင်တိတိလေးပဲဖြစ်ဖြစ်ကြီးကြီးဖွင့်ဖွင့်အသူတို့ကမိသားစုထဲမှာလေပတ်နေတဲ့ပုံစံအမှန်မှန်ကန်ကန်ဖြစ်နေလို့ပဲလို့ရပါကျွန်တော်ကျွန်တော်မိသားစုထဲမှာတော့အမှန်မှန်ကန်ကန်လေးလေပတ်နေရဆိုတော့ကျွန်တော်ကျွန်တော်အဆင်ပြေပါတယ်ဗျအဲ့ဒါကြောင့်မှာနောက်ပြီးတော့ဒါကျွန်တော်မနေ့တိုင်းနိုးလာတိုင်းငါ့အလုပ်ကဘာလဲလို့စဉ်းစားလိုက်ရင်ကိုယ့်ရဲ့အသွေးရဲ့အသားတွေကနှစ်ချိုက်ပြီးတော့ဟိုအဲ့လိုကြိုက်တဲ့ဟာကြီးဖြစ်နေတာပေါ့ကျွန်တော်တို့အဝမ်းသာစရာပါ ီအသက်အရွယ်ပိုင်းခြားတန်းတစ်ခု38နောက်ပိုင်း40တန်းရောက်လာတဲ့အချိန်မှာရိုက်ကူးတဲ့ဇက်ကောင်စရိုက်တွေကိုရွေးချယ်တယ်ဆိုတော့တဲ့ရိုက်ရှင်တဲ့ဟာတွေကိုပဲရိုက်ဖို့နည်းနည်းဦးစားပေးတဲ့အချိန်ဖြစ်လာပါတယ်ဆိုတော့ဒီအချိန်မှာဟိုဇွတ်ကြီးတွေတဘာဝဆန်ညင်တာမဟုတ်ဘဲနဲ့ဇလန်းတဘောတဘာဝအရာတဘာဝကြကြနဲ့ကိုမဟုတ်တော့နောက်တစ်ယောက်ကိုမြင်ချင်တဲ့ဆန္ဒရှိတဲ့အချိန်မှာဒီဇလန်းကကျွန်တော်စီရောက်လာတာပါဆိုတော့ကျွန်တော်ရိုက်ခွင့်ရတာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ပဲကျွန်တော်ဝမ်းသာပါတယ်ဆိုတော့အဲ့လိုမျိုးဇလန်းတွေလည်းအများကြီးတည်ဆောက်ချင်ပါသေးတယ်ကြိုးစားချင်ပါတယ်ဗျဟုတ် အမှန်တော့ကျွန်တော်တို့ဒီဒီမှာပေါ့နော် journal စီပေါ့နော် movie journal စီအများကြီးရှိပါတယ်ခုနပြောသလိုပေါ့နော်အာ drama comedy romance အခုလိုမျိုး thriller horror အများကြီးရှိပါတယ်ဆိုတော့ဇာကားတိုင်းကတော့သူ့အနှစ်သာရနဲ့သူရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ကွင်းရမယ်ဆိုရင်ကျွန်တော်ကတော့အဲ့လိုမျိုးအာကိုကိုတိုင်းကသဘာဝကျကျနဲ့အနှစ်သာရရှိပြီးတော့တေးဥဆောင်ဖို့အတွက်အမြဲကြိုးစားမှာပါဗျာ